Blackpink ဖြောဖြေပွဲများဆက်လက်ကျင်းပပေမဲ့ပရိသတ်တွေကိုတော့1နှစ်ချင်းအထင်းရမှအဖြစ်အနက်ရောင်ဒါမှမဟုတ်အဖြူရောင်ဝတ်စုံတွေဝတ်ဆင်ဖို့အစီအစဉ်သူတွေကမိထားရခန့်ချပါရဲ့။ထိုင်းပရင်မဲ့တော့မိဖုရားကြီးတီရီခိနဲ့ရွာဆန်သွားတဲ့အတွက်ဂါရဝပြူတဲ့အနေနဲ့ခုလိုတောင်းဆိုလိုက်တာချက်ပါရဲ့။ Blackpink Walter in Bangkok ဖြောဖြေးပွဲကိုမူလစီစဉ်ထားတဲ့အတိုင်းအောက်တိုဘာလ24ရက်နေ့ကနေ26ရက်နေ့အထိ၃ရက်တာကျင်းပသွားမှာဖြစ်ပြီးနေရာကတော့ယာစမင်ဂလာအမျိုးသားအားကစားခွင့်ဖြစ်ပါတယ်ဖြောဖြေးပွဲစီစဉ်သူတွေကတော့ကျနုတို့ဤလေးနဲ့သုံးကာရဝပြုမှုကိုဖော်ထုတ်ကြတာချင်းလိုက်နာချင်းအချင်းဖြောဖြေးပွဲကိုလာရောက်ချမဲ့ပရိသတ်များအားလုံးဝမ်းနေချင်းနဲ့လေးစားချင်းအထင်အမှတ်အထည်အနဲ့ယောင်တို့မဟုတ်အဖြူယောင်ဝတ်စုများဝတ်ဆင်၍တက်ရောက်ပေးပါရန်လေးစားစွာမိတ္တရက်ခန့်အပါဒီတို့ထုတ်ပြန်ပြောကြားထားပါတယ်။ ။ဒီဖျော်ဖြေပွဲကိုမြန်မာနိုင်ငံကတရုတ်ဆောင်ခိုင်တင်းကြီးရဲ့သမီးထစ်သူစန်ထိထွားဦးလည်းတက်ရောက်ခဲ့ကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာတွေ့ရပါတယ်။ထိုင်းအစိုးရဟာမိဖုရားကြီးတိရိခေကွယ်လွန်ခြင်းအတွက်အများပြည်သူဆိုင်ရာဝန်နေခြင်းကာလကိုရက်ပေါင်း60သမတ်ထားတယ်လို့အစိုးရယုံဒီမှာတော့တနစ်တာလုံးဝန်နေခြင်းအချိန်အမှတ်ဖော်ပြဖို့တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ရှင်။